ုကကျွန်တော်တောင်ကြီးมาဗောနော်တောင်ကြီးมาကျွန်တော်လူနိုင်ရအဲ့နဲလူနိုင်များတယ်ဗောနော်ဘယ်မှာသူတို့ကဘာတွေအဓိကအဖြစ်များလဲဆိုတော့အဲ့ဒီတောင်ကြီးဒီဘက်ဟိုဘက်ပိုင်းနေရသူကနမ်ဆန်လို့ပင်လုံးလို့အဲ့ဟိုဘက်ချမ်းနေရသူကလာလိုက်ရင်သူကစိတ်ကြောက်တဲ့လူများတယ်ဗောနော်ဟိုဘယ်လိုပြောအဲ့ဘက်တွေကကွာရေးကွာဟိုဘယ်လိုပြောတွင်းရေတွေဘာလို့တုံးတာကြောသူတို့ကအဲ့လိုမျိုးထုံးတဲ့များတယ်လို့ပြောရမှာဗောနော်ကြောက်တဲ့လူများတယ်ဗောနော်အဓိမာတော်တော်များများကြောက်တဲ့လူတွေ့တာဗော အဲ့တော့ကျွန်တော်တို့သိထားဖို့ကအာထာဆောင်ရိုက်လိုက်ရင်ကိုတော်တော်များထွက်တယ်ပေါ့နော်အကြောင်းမျိုးကြောင့်သူက medical check up လုပ်တယ်စီကြောက်တွေတင်တယ်တွေ့တယ်ဒါပေမဲ့ခုနပြောလို့ပေါ့စီကြောက်တွေလားမီလီမီတာနဲ့ဖြတ်တယ်အဲ့မှာကြည့်ကြည့်လိုက်သူကအဲ့လို5လောက်ဆိုရင်ကိစ္စမရှိသူ့သူထွက်တယ်ရင်းမများတောင်းရတယ်5 to 10ဆိုရင်တော့ဆေးတောက်ရတယ်ကွာဒါပေမဲ့ဆေးတောက်ရင်တော့မှ10လောက်ထိကမသေးချဘူးအဲ့တော့ကျွန်တော်တို့ကကြတော့10ကျော်သွားပြီဆိုရင်1 cm ပေါ့အဲ့အထက်ဆိုရင်တော့ လွဲတယ်ပေါ့နော်ဒါကြောက်နေခြေမလားပေါ့နော်အောက်ကနေဆွဲချမလားဘာညာပေါ့နော်ဒါလေးကိုကြောက်တယ်နဲ့ပတ်သက်ပြီးတော့ကြောက်တယ်နဲ့ပတ်သက်ပြီးသိသိချင်းလို့ပါကျွန်တော်တို့ကအထွေထွေကိုဆရာဝန်ကြီးနေ့စဉ်တွေ့နေရမှာပဲဒါဟုတ်လာပြီးဆရာဟိုရှို့ကြတော့ပလိမ့်တယ်ဒါကုနေတာဟုတ်ကျွန်တော်ကအထွေထွေကုတာလေစီကြောက်လဲကုတယ်လေဝမ်းမကြော်မချင်းတော့ကျွန်တော်တို့ဆေးပေးတယ်လေကျွန်တော်ပြောတာလေ hydronephrosis လို့မျိုးရေဝိုင်းနေတော့ကျွန်တော်ပုတ်သက်ဆေးပေးခြင်းမသက်သာရင်တော့လွှဲတာပေါ့ကွာဘာလို့မှတော့ကောင်းလျှောက်ခံမှာကျွန်တော်တို့လိုဆောင်ဝင်ပိုးအောင်ဆိုးသေးတယ်ဆေးတော့မှာ ဟိုဘယ်လိုပြောမလို့ကွာဟိုခေါင်းချောက်ခံတာမဟုတ်ဘူး general ဆိုတာကကျွန်တော်တို့ကဒါဆေးရုံမှာဟိုလိုပေါ့ကွာခရင်ထားပြီးဆေးကုတဲ့ဆရာနေလည်းမဟုတ်ဘူးဒါ OBD ပဲကြည့်တယ်ဆေးဆာစားသေးပြီးတယ် life style နေကြောင်းရှင်းပြတယ်စားတော့နေတိုင်းကြောင်းရှင်းပြပြီးရင်ဓာစိတ်ဓာစိတ်တော့မတတ်တိုင်းခွဲပေါ့ဒါပဲပေါ့ကျွန်တော်တို့ကဒီနာကိုကင်လည်းမထားဘူးဟိုလွှဲရမယ့်ဟာကိုမလွှဲပဲမနေဘူးဒါဒီထွေထွေယောဂဆရာဝန်တွေရဲ့ကျင့်ဝတ်ကွာကျွန်တော်တော့ကျွန်တော်စပင်ကျွတ်တယ်အောင်တော့ချောက်မခံဘူးဘယ်လိုပြောမလဲကွာ ဥတက်ဖြစ်နေတယ်ဥတက်ရောင်နေတဲ့လူနာကြီးပေါ့ကျွန်တော်မခွဲမဲနဲ့စေကမ်းမှာထားပြီးတော့အာမနဲ့နေညဒွိချိန်မဲလို့နော်အဲအဲ့လိုမျိုး impatient ပုံစံနဲ့ကျွန်တော်တို့ထားပဲခုမှဥပမာပြပြတာတချို့လူဟွာပေါ့ကွာဟိုဥတက်ရောင်ရင်တော့မှတချို့ပြပြမယ်ကွာဟိုစားစေးတွေဒွိတင်လိုက်ပြီးဒါတွေဝက်သွားတတ်တာရှိတယ်သူက mass ဖြစ်သွားတယ်ကွာဥတက်ရောင်နိုင်ခွဲကြတော့မဟုတ်ဘူးဒါပေမဲ့တချိန်ကျတော့ပြန်ခွဲလိမ့်မယ်သူကအဲအဲ့လိုမျိုးအဲ့လိုမျိုး case တွေလည်းကြုံမှုတယ်ကျွန်တော်တို့ကဆိုတော့ပြပြတဲ့အိပ်ပြန်ရကွာ ဆောင်းဝင်ချင်းတော့ဘာပလိန်နဲ့လူနာတွေပြောတာလူနာတွေကျွန်တော်တို့မိသားစုဆောင်းဝင်တွေကလူနာတွေအကုန်ပြန်ပြောတာဘာပဲဆောင်းဝင်ကြီးကဘယ်လိုပြောလဲညောင်းလို့ငားလို့ဝမ်းချင်ယူတာအောက်ပဲဆေးပေးတာလို့မဟုတ်လွဲမှာပါဘာလို့မှာတော့ဘာလို့မှာတော့ဘာလို့ကုမှာတော့ကိုကဟိုဒီလူနာစိကြောက်လူနာတယောက်လည်းလည်းမဟုတ်ဘူးထွေထွေဆိုတာကကျွန်တော်တို့ကဟိုအစုံကုရတာကွာတဲ့လားတခါတကြတော့ဟိုကိုကတခါလေး special name ဖြစ်လိုက်တာကိုကတခါကြတော့စိတ်ကအခုကြမှာဆောင်းဝင်စိတ်ပေါက်လာတဲ့ခါကြတော့ ါတခုလည်းလုတ်ခဲ့ရမှာလို့အခုကျတော့လူနာဘျောက်တော့လူနာမိသားစု၄ယောက်လား၄ယောက်လုံးယောဂတခုစီဟာကလေးရစအကုန်တိုင်းမင်းတာကျွန်တော်ကခေါင်းနေရာကျိန်းတာတခါကျသူတို့ကိုစဉ်းစားပေးရတာမိသားစုဆံဝယ်ဆိုတဲ့နေရာကမလွယ်ဘူးဗျအထွေထွေ